ခင်ကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကန့်ကျင်မှာလမ်းညွန်သွားမှာဖြစ်တဲ့အတွက်22မှ6ရက်အော်တိုဘာလနောက်25တနင်္ဂနွေနေ့ကနေပြီးတော့1ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့အဲဒီကာလအတောအတွင်းမှာကျွန်တော်တို့တောက်ကြသားသမီးများကန့်ကျင်မှာကိုကြည့်လိုက်ကြရအောင်တောက်ကြသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာပြီးခဲ့တဲ့ကာလတွေမှာเนาะတလနှစ်လတစ်ပတ်နှစ်ပတ်မှာကိုကြိုးစားခဲ့တာတွေကအခုချိန်မှာအေးဆေးဖြစ်ပြီး ဟလာအပူရင်တော့ကတွေမရှိတော့ဘူး AACC နဲ့အောင်မြင်မှုတွေရပြီဆိုတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကိုရင်းနှီးစူးစမ်းခဲ့သမျှကောင်းမှုကုသိုလ်တွေလုပ်သမျှဒီတစ်ပတ်မှာတော့အကျိုးခံစားပြီဆိုတဲ့တရဖူစောင်းနိုင်ပြီဆိုတဲ့ကာလဖြစ်ပါတယ်အဲ့တော့အလောက်ကန်စီပွားရေးနဲ့ပတ်သက်ရင်ပြီးခဲ့တဲ့ကာလတွေမှာဆုံးရှုံးနစ်နာထားခဲ့တယ်အလောက်ကန်စီပွားရေးနဲ့ပတ်သက်လို့အကြံစီတွေကမဖြစ်ခဲ့ဘူးဆိုရင်တော့ဒီတစ်ပတ်မှာတော့ဖြစ်ပြီး နော်အလုတ်ကန်စီပွားရေးနဲ့ပတ်သက်လို့အောင်မြင်မှုတွေနဲ့အတူပြုံးပန်းဆင်နိုင်ပြီးပျော်ရွှင်ရပြီဆိုတဲ့ကာလဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်လည်းလက်မဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ဖြစ်လာမယ်။ငွေကြေးအကျံစီတွေအောင်မြင်မယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာတွေကြုံတွေ့မယ်။ငွေကြေးထောက်ပံ့အကူအညီလမ်းခွင့်ဆိုတာမျိုးတွေလည်းရနိုင်တယ်။အခြေအနေတော်မှာတော့အတိုက်ခိုက်သဘောရန်သဘောစောင့်နေ။စကားပြောရများတာပုံမှန်အခြေအနေတင့်မြတ်နေတာကနေပြီးတော့ဒီတစ်ပတ်မှာထပြီးတော့ပြဿနာတက်တာစိတ်ညစ်ရတာမျိုးတွေကြုံရနိုင်တယ်။ အဲ့တော့ပညာဆိုင်ရာအင်တာဗျူးကိစ္စတွေဒီတစ်ပတ်မှာလုပ်မယ်ဆိုရင် အောင်မြင်မယ်စူးစမ်းဖို့တော့လိုတယ်အရေးကြီးတဲ့ဇကာပြောမယ်အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေစီမံဆောင်ရွက်မယ်ဆိုရင်တော့မဆောင်ရွက်တာပူကောက်ပါတယ်အဲ့တော့ဒီခဲလေသမားတဲရေချဖြစ်တတ်တယ်ဟလာအရာမထင်တာတွေဖြစ်တတ်တယ်ပေါ့ကျမကြီးနဲ့ပတ်သက်လိုက်အနေငယ်ကျမကြီးချူကြမယ်ဆေးထုတ်ဆေးတောက်ရတာမျိုးတွေလောက်ရတတ်တယ်သို့မဟုတ်ရောဂါဟောင်းတွေပြန်ပေါ်တာပြန်ထတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကျမကြီးအနေငယ်ချူကြတယ်စိုးရင်လောက်တဲ့အခြေအနေကြီးတွေမှာတော့မရှိဘူး အဲ့တော့ဒီတစ်ပတ်ကံအစိုးကောင်းအားမြနေတယ်လိုအပ်မယ့်ကျွန်တော်တို့ရေရေရလှုပ်ထားဖို့လိုတယ်အဲ့တော့ကံအစိုးကောင်းတွန်တွဲနေတယ်အားပြိုင်အားမြနေတာဖြစ်တဲ့အတွက်ရေရေရလေးလှုပ်ထားပါရေရေရအနေနဲ့ကျွန်တော်တို့မလုပ်မလဲဆိုရင်တော့အပွင့်ပန်းရှစ်ပွင့်အိမ်ဖျားမှာလှူပါအဲကလေးတွေကိုစော့စရာတို့လက်ဆောင်ပစ္စည်းတို့ဟလာမုတ်ပဲသေးစားတို့ကျွေးတာမျိုးတွေဒါနပြုပါဆိုတော့အဲ့တော့အပွင့်ပန်းရှစ်ပွင့်ပေါ့အမမင်းမျိုးပန်းရှစ်ပွင့်ဂန္ဓနမပန်းရှစ်ပွင့်နှင်းစီပန်းရှစ်ပွင့်ဒီလိုမျိုးလှူလို့ရပါတယ် အဲ့တော့ဘယ်အကြောင်းရင်းရွေးလို့ရွေးစရာမလိုပါဘူးအဲ့တော့ပြီးွားရင်တော့ကလေးတွေကိုဒါနပြုပြီးတော့အကျွေးတာပေါ့နော်အဆော့စရာလေးတွေပေးတာမျိုးတွေလှုပ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတောက်ကြသားသမီးမိတ်ဆွေများအတွက်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီခုနှစ်ကဏ္ဍကိုးကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းကတော့အညိုအရောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ